ပန်နိုင်ငံရဲ့ဒန်နိုင်လာတဲ့မြန်မာနံပါတ်1ဟာချီရှာခုဆာမှာသင်ဟာမြေဘက်ကိုသွားရင်လေကွင်းတွေနဲ့တစ်ပင်တစ်တော်တွေကိုတွေ့ရင်တွေ့ရမှာပါဂျပန်ဆိုတာကလည်းတိုချိုလိုမျိုးကြီးပြကြီးနေရာတွေမှာဒါအဆောက်အဦတွေပေါ်ပေမဲ့နေဘက်မှာဆိုတောင်တန်းတွေလေခွက်တွေကပို့ပြီးတော့ပေါ်ပါတယ်အဲ့ဒီအချိန်မှာသင်ဟာလေခွက်တွေတစ်တော်တွေကနေပြီးတော့အရက်ရှိရှိနဲ့မိမကြီးတယောက်ကရက်ကြည့်နေရင်တော့သင်ကိုဟာချီရှာခုဆာမှာလို့ခေါ်တဲ့အရက်ရှိပေရှိရဲ့တင်းရဲမှာရပြစ်မှတ်ထားလိုက်ပါပြီဟာချီဆိုတာကဂျပန်လိုရှစ်ကိုရင်းနှုန်းတာပါရှာခုဆိုတာကလည်းဂျပန်လိုရှစ်ခေတိုင်းတာနေတစ်ခုဖြစ်ပြီးတော့3မီတာလောက်ရှိတာကိုပြောတာပါအနောက်ကဆာမဆိုတာက ကတော့လူတွေရဲ့နာမည်နောက်မှာလေးစားသမှုနဲ့တက်ခေါ်တာမျိုးဖြစ်ပါတယ်။ရှေးလူကြီးတွေဆိုရဟာချီရှာခုဆမဆိုတာက အရင်ခေတ်ကရှိတဲ့ဂျီဆိုလို့ခေါ်တဲ့ရုပ်ထုကနေပြီးတော့ရုပ်ထုကကွဲထွက်လာပြီးတော့သူ့ဝိညာဉ်ကလွမြောက်လာခဲ့တာပါ။ဒီတရေနဲ့ပတ်သက်ပြီးဖြစ်ရလေးတစ်ခုရှိခဲ့ပါတယ်။ဒီဇလန်မှာအသက်၈နှစ်ပဲရှိခဲ့တဲ့ကလေးလေးကဟာချီရှာခုဆမလက်ကနေပြီးတော့လွမြောက်လာခဲ့တဲ့ဇလန်လေးပါခင်ဗျာ။ကောင်လေးကနေချောင်းပိတ်ရမှာသူ့အဖိုးနဲ့အဖွားရှိရဲ့နေဘက်ကိုသွားလေခဲ့ပါတယ်။တညက်နေဆောင်တဲ့အချိန်မှာအဲ့ဒီကလေးလေးကလေခွက်မှာထိုင်နေတဲ့တဏျာစီကနေပြီးတော့ထူးဆန်းတဲ့အတန်ကိုကြားခဲ့ရပါတယ်။အတန်က တော့တော်တော်လေးကိုထူးဆန်းပြီးတော့ပို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 ့လို့ဆိုပြီးတော့တောက်လျှောက်ကိုကြားနေရတာပါ ချိန်မှာကောင်းလေးကအတန်ကြာရစီကိုကြည့်ရတဲ့အခါမှာတော့အုတ်ထုတ်ဆောင်းထားတဲ့သပင်းရှိကြီးနဲ့အရက်ရှိပေလောက်ရှိတဲ့မိန်းမကြီးကသူ့ကိုကြည့်နေခဲ့ပါလေ။ပြန်လာတဲ့အခါမှာကောင်းလေးကအဖိုးနဲ့အဖွားကိုအဲ့ကိစ္စကိုပြောခဲ့ပေမဲ့သူတို့ကတော့တိတ်ပြီးတော့အလေးထားနားမထောင်ခဲ့ကြပါဘူး။ဒါပေမဲ့အရက်ရှိပေရှိတဲ့မိန်းမကြီးနဲ့သူ့ရဲ့အတန်ကိုပြောလိုက်တဲ့အခါမှာတော့သူတို့ကလန့်သွားခဲ့ပါလေ။သူတို့ကကောင်းလေးကိုအခန်းထဲမှာထည့်ထားခဲ့ပြီးတော့တကားတွေပြလင်းပေါက်တွေကိုပိတ်ထားခဲ့ပြီးတော့မနက်9နာရီမထိုးခင်ဒီထွက်မလာခဲ့ဘူးပြောပါလေ။အခန်းလေးဘက်လေးထံမှာလည်းကျွန်တော်စားကွက်တွေနဲ့စားတွေကိုအပြည့်ထည့်ထားပြီးတော့ထားခဲ့ပါလေ။အဲ့ဒီအပြင်အခန်းထဲမှာဗုဒ္ဓရုပ်ပွားတော်နဲ့ ်လက်ထဲမှာလည်းစာရွက်တစ်ခုထည့်ထားခဲ့ပါတယ်။ဟုတ်ပါတယ်။ဒီမှာဗုဒ္ဓရုပ်ပွားတော်ဆိုတာကဂျပန်တွေကလည်းဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူကများပါတယ်။အဲ့ဒီအချိန်မှာလည်းဘေးပတ်ဘေးလင်မှာလည်းခုနှစ်ကလူအတန်ကြီးကိုဇက်တိုက်ကြားနေခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတကားခေါက်တန်ကြားရပြီးတော့အဖိုးရဲ့အတန်နဲ့အရန်ကြောက်နေရင်တကားဖွင့်ပေးဖို့ပြောနေခဲ့ပါတယ်။ကောင်လေးကလည်းကြောက်အစကကြောက်တာကြောင့်ဖွင့်ပေးဖို့လုပ်ခဲ့ပေမဲ့အတိပြောင်းဝင်လာပြီးတော့ဗုဒ္ဓရုပ်ပွားတော်ရှိမှပဲကြောက်ပြီးတော့ဖျားစာတွေကိုယူနေခဲ့ပါတယ်။ဒီလိုနဲ့ဘေးဘက်ကစားတွေလည်းတဖြည်းဖြည်းနဲ့အမဲအောင်ဖြစ်ကိုပြောင်းလာခဲ့ပါတယ်။ဒီလိုနဲ့ကောင်လေးကတညာလုံးအိတ်မရပဲနဲ့မနှံ့မိုးလင်းလာခဲ့ပြီးတော့အဖိုးနဲ့အဖွားစီကိုလွတ်မြောက်ခဲ့ပါတယ်။အဲ့လိုကိစ္စဖြစ်ပြီးကြတဲ့ကကောင်လေးဟာအဖိုးနဲ့အဖွားစီကိုဘယ်တော့မှမသွားတော့ပါဘူး။အဲ့ဒီအရက်ရှိပေရှိတဲ့မိမရဲ့လက်ထဲပါသွားရင်တော့တင်ဟာတတလုံးပြောက်သွားမှာပါ။အဲဘယ်သူမှလည်းရှာမတွေ့တော့ဘူးလို့ပြောကြပါတယ်။ ခင်လို့ဒီတရေကိုမမြင်ဘူးရင်သင်ဟာ resident evil ကိုသိရင် resident evil မှာပါတဲ့ lady dimitra ဆိုတာသူ့ရဲ့ပုံစံကိုဖမ်းပြီးတော့ဆွဲထားတာပါအဲ့အဲ့ထဲမှာလည်းသူဟာအရင်ရှိပြီတော့ရှိပြီးတော့ဒီလိုပဲအုတ်တုံကြီးကိုဆောင်းထားပါလိမ့်မယ်เย่บัว ။နံပါတ်2အယုံနဲ့တရေခေါ်ခြင်း။သင်ဟာအိမ်မှာတယောက်တည်းပြေးနေရင်တော့သင်ဟာဒီနီးလန့်နဲ့တရေခေါ်ပြီးအဖော်လုပ်လို့ရပါတယ်။ပြီးရင်လည်းသင်ဟာသူနဲ့တူဟိုက်ယန်စီလို့ခေါ်တဲ့တူတူပုံးတန်းကိုကစားရမှာပါ။အဲ့ဒီကစားနည်းကိုဂျပန်လိုဟီတိုရီကာကူဒန်ဘိုးလို့ခေါ်ပါတယ်။သင်ဟာဒီဂိမ်းကိုကစားဖို့အမွေးပွားအယုတ်တယုတ်ရယ်ဆန်ရယ်အက်ရယ်အယုတ်ကိုချီဖို့အနီရောင်ချီချိုးရယ်ခြုံတက်တဲ့အရာတစ်ခုရယ်ခွက်နဲ့စားရယ်ပိုးဖို့နေရာရယ်ကိုချုပ်တင်စီစဉ်ထားပါမယ်။အရင်ဆုံးအယုတ်ကိုယွင်းရင်အယုတ်ကခြေတွေလက်တွေသင်ချပါပါမယ်။ပြီးရင်အယူကြီးဆုံးကတော့အယုတ်ကိုနာမည်ပေးရမှာပါ။ဒီမှာနာမည်ပေးတဲ့အခါမှာအယုတ်ကိုတင်ကြိုက်တဲ့နာမည်ပေး းလို့ရပါတယ်။ပြီးရင်တော့အယုတ်ထဲမှာရှိတဲ့ခွန်စားတွေကိုထုတ်ပြရပါမယ်။အကုန်ထုတ်ပြီးရင်တော့တင်ဟာခုနှစ်ကဆန်တွေကိုအထဲကိုပြည့်နေအောင်တိတ်ထည့်ရပါမယ်။ပြီးရင်တော့တင်ရဲ့လက်သေးခြေသေးတွေကိုနည်းနည်းညှက်ပြီးတော့ထည့်ရပါမယ်။ပြီးရင်အချီနဲ့ပြန်ချုပ်ပြီးတော့အယုတ်ကိုခုနှစ်ကခြေချိုးအနီတွေနဲ့ပြန်ရင်းပတ်လိုက်ပါ။ပြီးရင်တော့ရေချိုးကန်းတွေကရေပိုင်တွေကိုရေပြည့်ဖြည့်ထားလိုက်ပါ။ပြီးရင်လည်းအခန်းမီးတွေကိုအကုန်ပိတ်ပြီးတော့ဖျောင်းနိုင်ပြီးပဲထုံးထားပါမယ်။ပြီးရင်မနက်၃နာရီခန့်ကိုစောင့်ပါမယ်။အဲ့ဒီအချိန်ကဘာလို့လဲဆိုတော့စေတန်နဆိုးရဲ့မွေးဖွားတဲ့အချိန်နဲ့လူတွေအိမ်ပေါ်ကြဆုံးအချိန်မှဝိညာဉ်တွေကပို့ပြီးတော့မြူးကြပါတယ်။ပြီးရင်တော့တင်ဟာအယုတ်ကိုပေးထားတဲ့နာမည် ယ်ကိုတုံးကခေါ်ရပါမယ်ပြီးရင်တော့ရေဖြည့်တာတွေရေချိုးစလုံးတွေကိုအယုတ်ကိုထည့်လိုက်ပါ ြီးရင်တင်ဟာတဏီယာမှာပုံနေပြီးတော့တစ်ကနေ10ထိရီးပြီးတော့အယုတ်စီပြန်လာပြီးတော့ငါမင်းကိုတွေ့ပြီဆိုပြီးတော့ပြောရမှာပါအဲ့ချိန်မှာနာမည်ပါထည့်ပြောရမှာပါပြီးရင်တင်ဟာခொနစ်ကအသင်းပြင်ထားတဲ့ခြုံထက်တဲ့အရာနဲ့အယုတ်ကိုထိုးရပါမယ်တင်ပုံးထားတဲ့အလဲရောက်ပါပြီဆိုပြီးတော့ပြင်တင်ဟာပြောရမှာပါပြီးရင်တော့တင်ပုံးတဲ့အလဲကိုရောက်ပါပြီပြီးရင်တော့အယုတ်ကတင့်ကိုလိုက်ရှာပြီးတော့သူ့လက်မှာကင်ထားတဲ့ခொနစ်ကတင်ထိုးထားတဲ့အရာနဲ့တင့်ကိုထိုးဖို့လိုက်ရှာမှာပါပြီးရင်တော့တင့်ပစက်ထဲကိုစားရည်ကိုငုံထားပြီးတော့သူ့တင့်ကိုတွေ့ကန်ဒီခါရောက်ရင်တင်ဟာစားရည်နဲ့သူ့ကိုထိုးရမှာပါပြီးရင်လည်းငါနိုင်တယ်လို့អော်ပြီးတော့ဓာမျိုးကိုသုံးកាលောက်ဆောက်ရမှာပါတင်က သုံးကလုံးနိုင်ရင်တော့အယုတ်ကအရှုံးကိုလက်ခံပြီးတော့တင်သိကျင်တာတွေကိုသူ့ကိုမေးလို့ရပါပြီ။ကဲဒါကိုကြည့်နေလူချင်းမင်းကတော့အိမ်မှာတယောက်တည်းပြင်းနေဒီနည်းလမ်းကိုမဆန်းကြည့်ဘူးတော့အကြံပေးချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်အခုလောက်ပြီးနေတဲ့ဂျပန်တန်တားရာတည်းရဲ့အရာကျွန်တော်ဂျပန်တန်တားရီထဲမှာလည်းတကယ်ကိုရှိပါခင်ဗျာ။ကျွန်တော်ဂျပန်လူမျိုးတွေကိုသွားကြည့်နေသိနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကျွန်တော်နောက်ပိုင်းဒီလူမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဂျပန်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဒီ page မှာတောက်လျှောက်တင်ပေးပါမို့စိတ်ဝင်စားလို့ရှိရင် like and follow လေးလုပ်ပေးရလို့ရပါတယ်ခင်ဗျာ။ဟုတ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ကြည့်မိပါခင်ဗျာ။တတ်တာ။